ငရုတ်နှင့်တရက်လေးပူငရုတ်ပင်တွေအရွက်များတွန့်လင်းသွားပြီးအပေါ်တို့ကွေးသွားခြင်းပင်စည်ရိုးတန်ရှည်လာခြင်းအဖူးများကျွတ်ဆက်ပြီးကြွေကျသွားခြင်းတို့ဖြစ်နေပြီဆိုရင်တော့တရက်လေးပူကြရောက်ဖြစ်စင်းနေတာပဲဖြစ်ပါတယ်။လေးပူဟာအပင်ကို ပုစေကများပြားစွာကျပါက အပင်များညှိုးချကုန်၍ရံဖန်ရံခါတပင်လုံးကိုတည်စေနိုင်ပါတယ်။ ။တရစ်လေးဘူဟာငရုတ်ခင်းနဲ့မှဆူဆူရွရွကြောက်ရောက်ဖြက်စီးတက်ပြီးအထွတ်နှုံးကိုပါတိတာစွာထိခိုက်ကြဆင်းစေနိုင်ပါတယ်။ဒါကြောင့်မို့ပါပဲလေးဘူကို ထိရောက်စွာကာကွယ်နှိမ်နှင်းပေးဖို့လိုအပ်ပါတယ်ရှင်။ကာကွယ်နှိမ်နှင်းရမယ့်နည်းလမ်းတွေကတော့နံပါတ်၁ပေါင်းမြက်များကိုရှင်းလင်းပါ။နံပါတ်2နှံစားပြောင်းစိုက်ပြီးနောက်ငရုတ်မစိုက်ပါနဲ့ငရုတ်နှစ်ကြက်သွုံကိုတီးနော်ပြီးမစိုက်ပြိုးတင်ပါဦးရှင်။ နံပါတ်3စိုက်ခင်းအတွင်းရေသွင်းရေထုတ်ကိုဂရုပြုစောင့်ရက်ပေးပါနံပါတ်4ငရုတ်ပန်းပွင့်ချိန်မှာ ရေငန်ချင်းအစငန်ချင်းအပင်ချေရေဝစ်ချင်းညီအစိုးတ်များခြင်းများမဖြစ်စေရန်အထုကယူစိုက်ပေးပါနံပါတ်5သေးပိုးချရပါကစိုက်ခင်းရေမပြတ်အောင်ဂရုစိုက်ပြီး အပင်ချေမြေကြီးကိုဝိစာရရဲ့ဒီပါသို့မဟုတ်ဖစ်ပရိုရရစီတမျိုးမျိုးကိုကျဲပတ်ပေးပါ ဈေးဖြတ်မှုလိုအပ်မယ်ဆိုရင်တော့ဝိစာရရဲ့ Prosin ပိုသက်ဆီကိုဖြန်းပေးရမှာပဲဖြစ်ပါတယ်ရှင်။ Send the key to Wisara